တက်များအားလုံးပဲမင်္ဂလာပါခင်ဗျာမက်လာ28ရက်ဓမီစီမပရိုင်တိုင်းမီစီမပင်မသတင်းအစီအစဉ်ကနေကြိုဆိုပါတယ်ဒီအစီအစဉ်ကိုကျွန်တော်နောင်နောင်နဲ့အတူမီစီမဝိုင်းတော်သူဝိုင်းတော်သားတွေကတင်ဆက်ပေးသွားမှာပါဒီကနေ့ကြည့်ရှုကြရမယ့်သတင်းတွေကတော့စကိုင်းဗဟိုပြုပြင်းအား9.8ငလျင်ကြီးကြောင်းလူထိခိုက်သေဆုံးမှုတွေများပြားခဲ့သလိုတဒါအဆောက်အအုံတွေလည်းပြိုကျမှုတွေရှိခဲ့ပါတယ်မြန်မာနိုင်ငံသားတွေအလုံးလုတ်ကြိုက်နေတဲ့ဘန်ကောက်ကဆောက်လက်ဆလုပ်ငန်းခွင်ပြိုကျသွားပါတယ် နောက်ဆက်တွဲငလျင်နဲ့တတိပေးချက်အကြောင်းငလျင်ပညာရှင်ပါမောက်ခဒေါက်တာမျိုးသက်နဲ့ဆက်သွယ်မေးမြန်းချက်ကိုလည်းထုတ်လွှင့်သွားမှာပါဒါအပြင်ဂါဇာအပြစ်ရမှုပြန်လည်အသက်သွင်းဖို့ဟာမတ်စ်နဲ့ဆစ်ဆက်ညှိနှိုင်းရမှုတွေဆွေးနွေးမှုတွေလုပ်နေတဲ့အကြောင်းနိုင်ငံတကာသတင်းတွေအပါအဝင်ဒီနေ့အတွက်နောက်ဆုံးရတဲ့ရွှေစင်းနဲ့ငွေစင်းအကြောင်းတွေကိုလည်းတင်ဆက်ပေးသွားဖို့ရှိနေပါတယ်ခင်ဗျာ ပထမဆုံးသတင်းတပုတ်အနေနဲ့မက်လာ28ရက်ဒီကနေ့မြန်မာစံတော်ချိန်နေ့လယ်တနာရီလောက်မှာစကိုင်းမြို့အနီးဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ပြင်အား9.8စကေးရှိတဲ့ငလင်ကြီးတစ်ခုကြောင့်မြန်မာနိုင်ငံရဲ့အဓိကမြို့ကြီးတွေမှာပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။စကိုင်းမြို့နဲ့အင်းဝမြို့ဟောင်းကိုဆက်သွေထားတဲ့စကိုင်းတတားဟောင်းပြိုကျပျက်စီးခဲ့သလိုတောင်ငူပျော်ပွဲမန္တလေးရှမ်းပြည်နယ်အပါအဝင်မြို့နယ်များစွာမှာ ဘာသာရေးအဆောက်အုံတွေနေအိမ်တွေနဲ့ဟိုတယ်တွေနဲ့ပြိုကျခဲ့ရပါတယ်ဒေသခံတွေနဲ့လူမှုကူညီအသင်းတွေစီကသိရတဲ့သတင်းအချက်အလက်တွေအရအနည်းဆုံးလူ21ယောက်ထက်မနည်းသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရသူတွေအများအပြားရှိနေပါတယ်တောင်ငူမြို့မှာရှိတဲ့ဝေလူဝံဖုန်ကြီးကျောင်းမှာစစ်ဘေးရှောင်ကလင်းငယ်20လောက်ပိတ်မိခဲ့ရာ9ယောက်တေဆုံးခဲ့ပြီးကန်တော်ပလီပြိုကျမှုမှာ14ယောက်တေဆုံးခဲ့ရပါတယ် ကေဆယ်ရဲ့လုပ်ငန်းတွေကိုဆက်လက်လှုပ်ဆောင်နေဆဲဖြစ်ပြီးဒဏ်ရာရပြင်းထန်သူတွေကိုစေယုံကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။ပျော်ပွေနဲ့ကြောက်ဆဲမျိုးတွေမှာလည်းပလီတွေပြိုကျခဲ့ပြီးလူထိခိုက်မှုတွေဖြစ်ပွားခဲ့ပါတယ်။မန္တလေးမြို့မှာတိုက်အိမ်တွေဆယ်လုံးထက်မနည်းပြိုကျခဲ့ကာနယ်မြို့ရိုးပါပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ရှမ်းပြည်နယ်အောက်ပန်းမြို့မှာတော့အောက်ပန်းဟိုတယ်ပြိုကျခဲ့ပြီးလူထိခိုက်မှုတွေများပြားနိုင်တယ်လို့ယူဆထားကြောင်းကေဆယ်ရဲ့အဖွဲ့တွေကပြောပါတယ်။ အခုငလျင်လှုပ်ခတ်မှုကိုအိန်းနှင်းချင်းထိုင်းနိုင်ငံတီခန်းစားခဲ့ရတယ်လို့သိရပြီးမြန်မာနိုင်ငံမှာ82နှစ်အတွင်းအပြင်းထန်ဆုံးငလျင်အဖြစ်မှတ်တမ်းတင်ခံနေရပါတယ်။နေပြည်တော်နဲ့အမြန်လမ်းပိုင်းတွေပျက်စီးခဲ့သလိုလမ်းတွေဇေဒီတွေနဲ့တခြားသောအဆောက်အအုံတွေထိခိုက်ပျက်စီးမှုအတိုင်းအတာကြီးမားနေတာပါ။လက်ရှိအချိန်ထိတေဆုံးသူအရေအတွက်ကိုတိတိကျကျမသိရသေးပဲကေဆယ်ရဲ့လုပ်ငန်းတွေကိုအချိန်အဟုန်နဲ့ဆက်ပြီးလုံဆောင်နေတယ်လို့သိရပါတယ်။ ကျမအသက်40လောက်ရှိပြီးဒီလောက်ကြမ်းတမ်းတဲ့ငလျင်ကိုတခါမှမကြုံဘူးသေးပါဘူးလို့အောင်ပန်းမျိုးခန့်တူကမီစီမကိုပြောပါတယ်မလ28ရက်ဒီကနေ့ကအင်အားအလွန်ပြင်းထန်တဲ့အဲ့ဒီငလျင်လှုပ်ခတ်မှုကြောင့်ထိခိုက်ပျက်စီးမှုတွေများပြီးစကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရှမ်းပြည်နယ်အရှေ့မြောက်ဒေသနေပြည်တော်ပဲခူးတိုင်းမှာရှိတဲ့ငလျင်ဒဏ်သင့်တဲ့နေရာတွေကိုအရေးပေါ်အခြေအနေအဖြစ်သတ်မှတ်ကြောင်းစစ်ကောင်စီရဲ့သဘောဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကကြေညာထားပါတယ် ဒါအပြင်နောက်ဆက်တွဲငလျင်ငယ်တွေလှုပ်ခတ်နိုင်တာကြောင့်တတိပြုနေထိုင်ကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကလည်းအသိပေးထားပါတယ်ခင်ဗျာအခုနောက်ထပ်သတင်းတပုတ်အနေနဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့ကချတ်တူးချက်နယ်မြေမှာရှိတဲ့အထက်မြင့်တိုက်ဆောက်လုပ်ရေးလုပ်ငန်းခွင်ဒီကနေ့မက်လာ28ရက်ထိုင်းစံတော်ချိန် နေ့လယ်တနအိခွဲအချိန်ကလှုပ်ခတ်သွားတဲ့ငလျင်ကြောင့်ပြိုကျပျက်စီးမှုတွေဖြစ်ပွားခဲ့ရမှာမြန်မာရွှေပြောင်းလုံသားတွေအပါအဝင်လုံသား43ယောက်ပိတ်မိနေတယ်လို့ရွှေပြောင်းလုံသားတွေအရေးကူညီဆောင်ရွက်ပေးနေတဲ့ကိုရဲမင်းကမိစိမကိုပြောပါတယ်အဲ့ဒီဆောက်လုပ်ရဲ့လုပ်ငန်းခွင်ဟာအလုပ်သမား90လောက်ဝင်ရောက်လုပ်ကြနေတဲ့လုပ်ငန်းခွင်ဖြစ်တယ်လို့သိရပါတယ် ဘန်ကောက်မြို့တာမကထိုင်းနိုင်ငံအနှံ့အပြားမှာရှိတဲ့ချင်းမိုင်ကချနာဘူရီချွန်ဘူရီစင်းဘူရီမဲဆောက်မြို့မှာလည်းငလျင်တန်ကိုတိတိတသာခံစားခဲ့ရတာဖြစ်ပါတယ်ခင်ဗျာအခုလှုပ်ခတ်သွားတဲ့ငလျင်နဲ့ပတ်သက်တဲ့အချက်အလက်တွေနောက်ဆက်တွဲငလျင်တွေလှုပ်ရှားနိုင်တာကြောင့်အဲ့ဒီအတွက်သတိပေးချက်တွေအကြောင်းငလျင်ပညာရှင်ပါမောက်ခဒေါက်တာမျိုးတန့်ကိုမီစီမာကဆက်သွယ်မေးမြန်းထားတာကို ြည့်လိုက်ကြရအောင်ပါခင်ဗျာဒီလောက်ပြန်အားရှိတဲ့ငလျင်လှုပ်သွားပြီးတဲ့နောက်ပိုင်းမှာပေါ့နော်ဒီမြန်မာနိုင်ငံကပြည်သူတွေအနေနဲ့အထူးသဖြင့်ဒီစကိုင်းမန္တလေးဒေသတွင်းမှာရှိတဲ့ပြည်သူတွေအနေနဲ့ဘာတွေထပ်ပြီးတော့တရီထားဖို့လုံးမလဲပြီးတော့ငလျင်နောက်ဆက်တွဲတွေဆက်လာဖို့ရှိမလားသူကဟိုကျွန်တော်တို့2012တပိတ်ချင်းငလျင်တုန်းကဆိုရင်သူက6.8နဲ့လှုပ်တယ် ညာ6တသမာရှိရှိတယ်ပေါ့နော်။အဲ့နှစ်နှစ်၃နှစ်လောက်ကိုကြာတယ်။သူရဲ့ဟိုနောက်ဆက်တွဲငလင်းကြီးလုတ်တဲ့ကြာကြတယ်။အခုကက9တသမာ9နောက်ဇောက်ကလည်းဇောက်တိတ်ပေါ့နော်။10အဲကီလိုမီတာလောက်ပဲရှိတာဆိုတဲ့အခါကျတော့နောက်ဆက်တွဲငလင်းကြီးကတော့လာမှတေးကြတယ်။အဲ့တော့ကွန်တသမာ9လုတ်ပြီးတော့ဟိုပါမကြပဲ။အဲဟိုဟို6တသမာ4ပေါ့6.4ရှိတယ်နောက်ဆက်တွဲငလင်းကြီး။တန့်လုတ်တယ်။အဲဆိုတဲ့အခါကျတော့နောက်ဆက်တွဲငလင်းကြီးကတော့အားလိမ့်တယ်။ 7.7 main show ကအဓိကငလေးက7.7ရှိတဲ့အတွက်ကြောင့်မို့လို့ခုနသူနဲ့ကတ်လိုက်လာတဲ့နောက်ဆက်တွဲငလေးကတော့6.4ရှိတယ်။နောက်လာနိုင်တဲ့ငလေးတွေအားလည်းပဲကျွန်တော်ထင်တယ်။ဟို5.5 to 5.6လို့စသည်ဖြင့်ပေါ့။ဟိုဒါမျိုးပတ်ချတဲ့ငလေးတွေကတော့လှုပ်ကောင်းလှုပ်လိမ့်မယ်လို့ကျွန်တော်ခန့်မှန်းရတာပေါ့။ဟုတ်ကဲ့။ ဟုတ်ကဲ့ပါဆရာ။နောက်တစ်ခုကတော့ဒီအငလျင်ဒီလိုမျိုးနောက်ဆက်တွဲငလျင်နေဆက်လာနိုင်သေးတာဖြစ်တဲ့အတွက်ပေါ့နော်။အဒီမြန်မာနိုင်ငံက ပြည်သူတွေအနေနဲ့အဒီငလျင်နဲ့ပတ်သက်ပြီးတော့ဘေကင်ရေဆရာအနေနဲ့ဘလို့အကြံပြုနိုင်တာမျိုးများရှိမလဲရှင်။အဲဝါပေါ့လေဟိုဒီမှာဒီပြည်သူတွေအနေနဲ့ကတော့ခုနပြောသလိုပေါ့နောက်ဆက်တွဲငလျင်ကတော့လာလိမ့်မယ်။အဲ့တော့မိမိရဲ့အိမ်ဒီအတွင်းမှာသူကဟိုနည်းနည်းလေးလိုက်ပြီးတော့ ဟိုကြည်စစ်ဆေးကြရမှာပေါ့နော်အဲ့တော့ဥပမာဆိုပါစို့အပြိုလဲနိုင်တဲ့ဒီအင်တော်ဘရီဘောက်ကတွေပေါ့ဥပမာကျွန်တော်ဘီဘူလိုဟာမျိုးတွေစသဖြင့်ပေါ့နော်မီဆိုင်တွေအဲအဲ့အမျိုးတွေရှိနေတယ်အတိုးလိုတွဲလောင်းတွေကြနေတဲ့ဟာမျိုးတွေပေါ့စင်ဝင်တို့ဟာမျိုးတွေရှိနေတယ်ဆိုရင်အဲ့ကောင်တွေကိုရှင်းနေပြီးတော့ဖြုတ်ချထားလိုက်တာကောင်းတယ်ပေါ့နော်အဲကိုနောက်တစ်ခုကအိမ်ပေါ့မိမိရဲ့အိမ်အခြေအနေအဲ့တော့ငလင်းကြီးလှုပ်လိုက်လို့မလို့ပြိုကျသွားခြင်းတော့မရှိဘူးသို့တော်လည်းပဲမိမိရဲ့အိမ်ဒီ အခုနကကျွန်တော်သုံးသပ်လိုက်တယ်ပေါ့ဒီအခါဟိုဟာပေါ့အကြံပြုလိုက်တယ်နောက်ဆက်တဲ့ငရင်းပြင်းအားကအဲ့တော့6တို့5.7တို့အဲ့လောက်လာလိုက်ရင်ကိုပဲဟိုနည်းနည်းကြီးကြီးမားမားပြိုသွားနိုင်တဲ့အားမျိုးပျက်စီးသွားနိုင်တာရှိတယ်ဆိုရင်တော့အဲကျွန်တော်အနေနဲ့အကြံပြုလိုတာကဒီပြည်သူတွေပေါ့လေဟိုအိမ်အပြင်မှာ နေကြတာတော့ပို့ပြီးတော့ကောင်းပုံနေမယ်အဲ့တော့ဟိုနောက်ဆက်တဲ့ငရင်းလာနိုင်တယ်အဲအကယ်၍အိမ်ထဲကိုဝင်ရင်ပြီးတော့ဆောင်ရွက်ကြရမယ်ဆိုရင်တောင်းပါပဲကျွန်တော်တို့ဒီ ကိုယ်ရဲ့ helmet လေးပေါ့နော်အဲ့တော့ခန္ဓာကိုယ်ကိုအကာအကွယ်ဖြစ်စေမဲ့ကိုလင်းလေးတွေဟိုယူဆောင်ဆောင်းဝင်ဆောင်းသွားပြီးတော့ကျွန်တော်ဟိုဟိုပြုမှုနေတိုင်းဆောင်ရွက်ဖို့ကျွန်တော်အကြံပြုလို့လာပေါ့လေအဲ့တော့လှုပ်လာတိုင်းလည်းရေကြီးတုပ်ပြနဲ့ဟိုပြရာခတ်မသွားဘူးပေါ့လေနည်းနည်းလေးစိတ်ငြိမ်ငြိမ်ထားပြီးတဲ့အခါကျတော့ဝင်းကြီးအင်းအတွင်းကအန်ဒီရဲ့ကင်းနိုင်တဲ့နေရာမျိုးလေးဒီမှာဟို ငလီနောက်ဆက်တဲ့ငလီရက်သွားတဲ့အထိပေါ့လေနေနေတာမျိုးအကာအွယ်ယူနေတာမျိုးပေါ့အဲ့ဒါမျိုးလေးပေါ့လေအရင်တော့ကတော့ကျွန်တော်တို့ကစပွဲဒီလိုပြောကြတာပေါ့လေအဲ့တော့စပွဲအဓိကတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုအကာအွယ်ယူဖို့ပါပဲပေါ်ကပြုတ်ကြတဲ့အချိန်မှာဟိုခန္ဓာကိုယ်ပေါ်ကိုပြုတ်မကြအောင်ပေါ့တော့ဒါမျိုးလေးတွေသတိထားပြီးတော့အပြုတ်ဖို့နေထိုင်ကြဖို့ကျွန်တော်အနေနဲ့တော့ကျွန်တော်တို့အနေနဲ့အတီအကြံပြုပေးလို့ရပါဟုတ်ကဲ့ ဟုတ်ကဲ့ဆရာအနောက်တစ်ခုကဒီငလျင်ပေါ့နော်ဒီလိုပြင်ပြင်အားရှိတဲ့ပြင်အားကြီးတဲ့ငလျင်နှုတ်သွားပြီးတဲ့နောက်ပိုင်းမှာဒီအဒီရေအပြောင်းလဲတို့ဘာတို့ကရောဘလို့ဖြစ်နိုင်လဲဆရာဒီပင်လယ်ကမ်းရိုးတန်းမှာဆက်ဆက်ပြီးတော့လောက်ကနေကြရတဲ့သူတွေအနေနဲ့ရောဘာတွေသတိထားဖို့လိုအပ်မလဲရှင်အဲခုကတော့ကျွန်တော်တို့ကလှုပ်တဲ့ငလျင်ကကုန်းတွင်းပိုင်းကစကမ်းကြက်ကြီးကလှုပ်တဲ့အတွက်ကြောင့်မလို့ဟိုပင်လယ်ဟိုတင်းနေတော့တိတ်ပြီးတော့ဟိုပြဿနာဟိုတော်တော်ဆယ်တော့ကျွန်တော်တို့ဟိုလည်းမဖြစ်နိုင်ဘူးခေါ့လေဟို ဟိုစိုးရင်စရာမရှိဘူးလို့ပြောရမှာအဲဒါပေမဲ့ကျွန်တော်တို့ကဟိုတက်တိုနစ်ဗောဒီမြန်မာပုံပြီးပေးတာဖြစ်စဉ်နေတဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တခုနဲ့တခုကဆက်သွယ်မှုတော့ရှိနေတာဗောဒီတိုးတိုးလေးပဲဟိုကာလာပိုင်းချာနှစ်ကတော့တော်ကြာကြာမှသာလည်းဖြစ်ပြီးဖြစ်တာရှိတယ်လို့ဟိုကျွန်တော်ကယူဆကြတယ်ဒါကြောင့်မလို့ဟိုလောက်ကင်းနေတဲ့ဒီသတိုင်းကြက်ကြီးအကုန်လုံးပိုင်းကဖြစ်တယ်အဲဒါကြောင့်မလို့ဟိုပင်လေကောင်းလန်းဒီတာတလျှောက်မှရှိတဲ့လူတွေတက်ကတော့ဟိုတိတ် ့ဘာမှစိုးရင်စရာမရှိဘူးပေါ့ဆူနာမီလာတာတို့ပါညာတို့ပေါ့လေအဲ့ဒါမျိုးတွေတော့ကျွန်တော်တို့စိုးရင်စရာမရှိပါဘူးဟုတ်ကဲ့ဟုတ်ကဲ့ဆရာဟုတ်ကဲ့ဒီအလက်ရှိနှုတ်ခတ်သွားတဲ့လှုပ်ရှားသွားတဲ့ငလျင်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဆရာအနေနဲ့တခြားဖြည့်ဆွတ်ပြီးတော့ပြောဆရာများရှိအောင်မလားရှင်ပြည်သူတွေအနေနဲ့လည်းဟိုကိုယ့်ရဲ့အိမ်ကြီးနဲ့တက်တန်းဘလောက်ကြာပြီလဲအဲဘယ်လိုခန္ဓာရင်ရှိတော့တလားမရှိတော့ဘူးဆိုလို့ရှိရင်ဘယ်လိုခန္ဓာရင်ရှိအောင် အမောမှန်ပြင်ဆင်ကြရမလဲဒါမျိုးတွေကြီးကျွန်တော်တို့ကအဲဆက်လက်ဟိုလည်းဆောင်ရွက်ကြရမှာပေါ့နော်အခုကတော့ဟောဖြစ်ပြီးတဲ့နောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့နောက်ဆက်တွဲနိုင်ရင်လာနိုင်တယ်အဲ့ဒါလေးတွေကိုပဲတော့တတိထားပြီးတော့ကျွန်တော်တို့ဟိုပြုမှုသွားလာနေထိုင်ကြဖို့ပဲကျွန်တော်တို့ကြံပေးလိုပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ interview အပြည့်အစုံကို Missima ရဲ့ Facebook နဲ့ YouTube channel တွေမှာတွားရောက်နားဆင်နိုင်ပါတယ်ခင်ဗျာ နိုင်ငံတကာသတင်းတပုတ်ကိုထပ်ပြီးတင်ဆက်ပေးချင်ပါတယ်။ဂါဇာအပြစ်ရမှုပြန်လည်အသက်သွင်းဖို့ဟားမက်စ်နဲ့စစ်ဆက်ညှိနှိုင်းရမှုတွေဆွေးနွေးမှုတွေလုပ်နေတယ်လို့သိရပါတယ်။ဒီသတင်းအပြည့်အစုံကိုကိုစိုင်းခန့်ကဆက်ပြီးတင်ဆက်ပေးမှာပါခင်ဗျာ။ ဂါဇာအတွက်အပြစ်ရဲဆဲမှုနဲ့တစားကန်ပြန်လို့ရေးသဘောတူညီချက်တို့ပြန်လည်အသက်ဝင်လာစေရေးအတွက်မတ်လ29ရက်နေ့မှာအီဂျစ်ကာတာတို့ကစစ်ဆက်ညှိနှိုင်းမှုတွေနဲ့ဟားမတ်စ်အဖွဲ့တို့ဆွေးနွေးမှုတွေလှုပ်ဆောင်နေကြောင်းဟားမတ်စ်နဲ့နီးစပ်တဲ့ပါလက်စတိုင်းသတင်းမြစ်တွေက AFP ကိုပြောပါတယ်။ အပြစ်ရစဲမှုကိုခိုင်မာစေဖို့ကြိုးပမ်းတဲ့အနေနဲ့ဒိုဟာမှာညှိနှိုင်းဆွေးနွေးမှုတွေအတွက်တာဝန်ရှိတဲ့အီဂျစ်ကိုယ်စားလှယ်အဖွဲ့နဲ့ဟာမတ်စ်ကိုယ်စားလှယ်အဖွဲ့အကြားဒီညနေပိုင်းမှာအစည်းအဝေးတစ်ခုစတင်ခဲ့တယ်လို့အမည်မဖော်လိုသူသတင်းမြစ်ကပြောပါရယ်ဆွေးနွေးမှုတွေမှာကာတာကစိတ်ဆက်ညှိနှိုင်းမှုတွေလည်းပါဝင်ကြောင်းအဲ့ဒီသတင်းမြစ်ကဆိုပါရယ် ဆွေးနွေးမှုတွေဟာအစ္စလမ်ဘာသာဝင်တို့ရဲ့ရမဒန်ဥပုပ်ရာသီကုန်ဆုံးတဲ့ကာလနဲ့ဂျိုးဘာသာရေးပွဲတော်အားလိုက်ရတဲ့အတွင်းအပြစ်ရက်ဆဲမှုအကောင့်ထဲပေါ်ရေးဖြစ်နိုင်ခြင်းအလားအလာနဲ့ဂါဇာကမ်းမြောင်တွေကိုလူသားချင်းစာနာမှုအကူအညီဝင်ရောက်မှုကိုတေချာစေရို့အပေါ်အာယုံဆိုင်လှုပ်ဆောင်လျက်ရှိကြောင်းတရင်မြေကပြောပါရယ် အပြစ်ရစဲမှုခိုင်မာစေဖို့နဲ့သဘောတူညီချက်ရဲ့ဒုတိယအဆင့်စီဆက်သွားဖို့အတွက်စိတ်ဆက်ညီနိုင်မှုတွေဟာသက်ဆိုင်သူအားလုံးနဲ့ဆွေးနွေးမှုတွေလုပ်နေတယ်လို့သူကပြောပါတယ်တက်ခိုင်မှုလိုရပ်တန့်စေမဲ့အစုပ်ပုချက်တိုင်းပေါ်အပြုသဘောဆောင်တုံ့ပြန်လိုတဲ့ဆန္ဒကိုဟာမတ်စ်အဖွဲ့ကထုတ်ဖော်ထားတယ်လို့သူကဆိုပါတယ်။ ဆွေးနွေးမှုတွေလှုပ်ဆောင်နေလင်ကစားအခုအချိန်ထိတော့အခက်အခဲပြဿနာထိုးဖောက်ကျော်လွှားနိုင်မှုကို အောင်မြင်ရရှိခြင်းမရှိသေးဘူးလို့ဟာမတ်စ်နဲ့နီးစပ်တဲ့တခြားပါလက်စတိုင်းသတင်းမြစ်တူကပြောပါဗျာ။ ထိတ်တန်းတဲ့နောက်ဆုံးရပြည်တွင်းနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါအခုဆက်လက်ပြီးတော့ဒီကနေ့ညနေ9:00နာရီအထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေစည်၊စက်သုံးစီစည်နဲ့စားအုပ်စီစည်တွေကိုတင်ပြပေးပါမယ်ဒါတွေကိုမီစီမသတင်းတောက်ကိုမြတ်သူရကစူးစီးတင်ဆက်ပေးမှာပါခင်ဗျာအတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့အမေရိကန်ဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ2100ကျပ်ပြင်ပပေါက်စေ4450ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ 1590တသမ45ကျပ်ပြင်ပပေါင်စီ3333ကျပ် UEFA TV တို့ကိုစစ်ကောင်စီတတ်မှတ်စီ1269တသမ58ကျပ်ပြင်ပပေါင်စီ4803ကျပ်ထိုင်းပြည်ဘက်ကိုစစ်ကောင်စီတတ်မှတ်စီ61တသမ86ကျပ်ပြင်ပပေါင်စီ131တသမ48ကျပ်မလေးရှားတရီကိုစစ်ကောင်စီတတ်မှတ်စီ493တသမ93ကျပ် ပြင်ပပေါက်ဈေး1800ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါငွေလက်လက်နှုန်းတွေဟာချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေစင်းနှုန်းတွေကတော့အခောက်ရွှေတစ်ချက်သားကို ရွှေကုန်တဲ့အသင်းသတ်မှတ်ဈေး56သိန်း1000ကျပ်ပြင်ပပေါက်ဈေး80သိန်းကျပ်15ဘဲတစ်ချက်သားကိုရွှေကုန်တဲ့အသင်းသတ်မှတ်ဈေး52သိန်း5985ကျပ်ပြင်ပပေါက်စဉ်65သိန်း 6000ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါရွှေစင်းနှုန်းတွေဟာချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73စီစင်းနှုန်းတွေကတော့ဒီဇယ်1လီတာကို2580ကျပ်၊ပရီမီယံဒီဇယ်1လီတာကို3190ကျပ်၊အော်ဒိတ်92 1လီတာကို3000ကျပ်၊အော်ဒိတ်95 1လီတာကို3050ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါ73စီစင်းနှုန်းတွေဟာချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ ။နောက်ဆုံးရစားအုပ်စီဈေးနှုန်းတွေကတော့စားအုပ်စီတစ်ပိတ်သားကိုစစ်ကောင်စီတတ်မှတ်စီ6855ကျပ်ပြင်ပပေါက်ဈေးတထောင်ကျပ် ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ ဒါမီဇီမာပရိုင်တိုင်းမီဇီမာသတင်းအစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပါကြီးစုအားပေးကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ဒီစီစဉ်ကိုကျွန်တော်နောင်နောင်ကစူးစီးတင်ဆက်ပေးခဲ့တာပါဒါမီဇီမာပရိုင်တိုင်းသတင်းအစီအစဉ်ကိုနေ့စဉ်တလင်းလာနေ့ကနေတောက်ကြနေ့အထိည9:00နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ စည်းမှာတရင်များဆက်လက်တင်ဆက်နိုင်မှုတို့အတွက်သင်ရဲ့ပံ့ပိုးမှုကိုလိုအပ်နေပါတယ်။ဒါကြောင့်အခုပဲပံ့ပိုးမှုကိုစတင်လိုက်ပါ။